င်္ဂလာပါရှင်ကျမကကေခိုင်ပါဒီပူပီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်အတန်တိတ်တပိတ် silent strike ပြုလုပ်မဲ့ဒီဇင်ဘာလ10ရက်နေ့မှာလမ်းမတွေမှာလူစီကအောင်ပြုလုပ်ဖို့နဲ့လုံခြုံရေးတိုးမြှင့်ဖို့နေလုံအစည်းအဝေးကနေညွှန်ကြားထားကြောင်းသိရပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်အနာဒမီနောက်မှာ၅ချိန်မြောက်ပြုလုပ်မယ် အတန်တိတ်တပိတ် silent strike ကိုဗမဲဒီဇင်ဘာလ10ရက်နေ့မှာပြုလုပ်သွားမှာဖြစ်ကြောင်းတော်လိုင်းအင်အားစုတွေကနှိုးဆော်နေသလိုစစ်ကောင်စီကလည်းအဲ့ဒီနေ့မှာပဲပုံမှန်လူစီကားနေကြနေရာတွေဖြစ်တဲ့ဇူလေလဲလန့်လိုနေရာတွေမှာလူသွားလူလာများပြားနေတဲ့အောင် ဖန်ပြီးဖို့နဲ့လုံခြုံရေးတင်းချက်ဖို့ညွှန်ကြားထားကြောင်းစစ်ကောင်စီနဲ့နှိစက်သူတယောက်က TVB ကို ပြောပါတယ်။ကိုဒီဇာဆန်းနဲ့ကိုနန်းလင်းတို့မန္တလေးမှာဆန္ဒထုတ်ဖော်မှုအပြီးဒီဇင်ဘာလ၄ရက်နေ့နောက်ပိုင်းမှာ နယ်လုံစည်းဝေးခေါ်ကအရေးပေါ်မှာကြားခဲ့တာဖြစ်တယ်လို့သူကပြောပါတယ်ဖြစ်သောတီးရေနောက်ပြီးတော့ပြည်သူ့ဆေးအဖွဲ့ဝင်တွေနောက်ပြီးတော့ဒီလွှတ်တော်ကိုယ်စားလှယ်သူတို့တွေအကုန်လုံးကိုလူစီတဲ့နေရာတွေပေါ့နော်အဲစီကားနေတဲ့နေရာတွေအဲ့လိုနေရာတွေမှာသူတို့ကသူတို့လူတွေနဲ့သူတို့ဒီလိုဟိုဖျက်ချောက်သဘောမျိုးပေါ့နော်လူတွေမသွားသွားအောင်အဲလူတွေများနေရဆိုပေပုံစံမျိုးတွေသူတို့လုတ်ခိုင်းနေပြီးတော့တခါတကားတွေနောက်ပြီးတော့ဒီ ဟိုနည်းနည်းအထက်မြင့်ပေါ်တော့နေရာတွေအဲ့လိုမျိုးသူတို့ဓာတ်ပုံတိုင်းတွေးရတဲ့နေရာမျိုးဒီမှာဒီအရင်ဝတ်တည်နေအဲသူတို့စောင့်ခိုင်းတာရရှိတယ်ဒီဖုန်းနေနဲ့ဓာတ်ပုံရိုက်တာတို့အဲ့လိုမျိုးဓာတ်ပုံရိုက်နေတဲ့သူတွေဆိုလို့ရှိရင်စစ်စစ်မြတ်မြတ်မရှိပဲနဲ့ဒီဓာတ်ပုံတွေဖုန်းတွေကိုတိတ်ပြီးတော့ပေါ့နော်ဖန်စီစစ်စစ်ကွန်းနဲ့သူတို့ပေးရပေါ့အလုပ်ခိုင်းတာရပေါ့နော်ဒီ silence ဆွဲလုတ်တဲ့နေကိုပဲရုံးသွင်းညွှန်ကြားချက်တွေဆိုပြီးတော့အဲ့ဒီမှာအကုန်လုံးရုံးတက်ရမယ် ။နောက်မဲ့ဒီဇင်ဘာလ10ရက်ကအပြည်ပြည်ဆိုင်ရာလူခွင့်ရည်နေ့ဖြစ်ပြီးအဲ့ဒီနေ့မှာပဲမနက်10နာရီကနေနေ့လယ်3နာရီအထိ အပြင်မထွက်အတန်တိတ်တပိတ်ကိုပြုလုပ်သွားမှာဖြစ်ကြောင်းတပိတ်ရာစုအသီးသီးကစီယုံလုံဆောင်နေကြပါတယ်။အတန်တိတ်တပိတ်ကိုဦးဆောင်သူတွေကတယောက်ဖြစ်တဲ့ဆက်နာရှင်စန့်ချင်ရရန်ကုန်အင်အားစုကကိုနန်းလင်းကတော့လူလူအနေနဲ့ဒီတစ်ခေါက်အတန်တိတ်တပိတ်ကအရင်ကတပိတ်တွေထက်ပိုရေးကြီးတာဖြစ်လို့လုံခြုံရေးကိုအထူးဂရုစိုက်တာမဖြစ်မနေပါဝင်မှုတိုက်တွန်းပါတယ်။ သူတို့ကပို့ပြီးတော့ဖိနှိပ်လေးလေးလူတို့ကပို့ပြီးပါဝင်လေးလူတို့ကပို့ပြီးတော့မှသူတို့ရဲ့ညီညွတ်မှုနဲ့တော်လှန်မှုကိုပြလေလေဆိုတာရှေ့ silent strike တွေမှာပြသနိုင်ခဲ့ပါတယ်ဒီတစ်ခေါက် silent strike အတန်သေးသေးပိတ်တည်ရှေ့အခေါက်တွေရှေ့အကျဉ်းတွေထက်ပို့ပြီးတော့အရေးကြီးတယ်အရေးပါတယ်ဆိုတာကိုကျွန်တော်အလေးနဲ့ပြောလိုပါတယ်ကျွန်တော်တို့ရှေ့ဆက်ဒါဆောင်ရွက်မဲ့နိုင်ငံကြီးလုပ်ငန်းစဉ်တော်လှန်ရေးလုပ်ငန်းစဉ်တွေအတွက်အများကြီးအရေးပါတယ်ဒါအပြင်စေအုပ်စုရဲ့အရှိုက်ကိုလည်းအကြီးအကျယ်ထိုးနှက်နိုင်မဲ့လှုပ်ရှားမှုဖြစ်တယ်လို့ကျွန်တော်တို့ပြောချင်တယ်ဒါကြောင့် မိဘပြည်သူလူထုတရက်လုံးဟာလဲနေလေအောင်မြင်းဆောင်မကြံအတိတတိညာနဲ့ရှင်ပြီးတော့ဒီလှူရှားမှုကြီးမှာပါဝင်ကြပါပြည်သူချင်းချင်းဖိမကြပါပြည်သူချင်းချင်းကုညီကြပါလူထုရဲ့ညီညွတ်မှုလူထုရဲ့အင်အားကိုပြသကြပါလို့ကျွန်တော်တို့အလေးနဲ့မြစ်တာရက်ခံလိုပါတယ်တိုက်တွန်းလိုပါတယ်ဗျလာမယ့်ဒီဇင်ဘာလ10ရက်မှာပြုလုပ်မယ်အတန်တိတ်တပိတ် Silent Strike ရဲ့ရည်ရွယ်တောင်းဆိုချက်၃ချက်ကတော့နိုင်ငံတော်အတိုင်းအမြန်နဲ့တမရကြီးတို့ပါဝင်နိုင်ငံရေးကျင်းသားတွေကိုချွင်းချက်မရှိလှုပ်ပေးဖို့ ဆက်နာရှင်အသက်ဆက်ရှင်မှုအတွက်လူငယ်တွေရဲ့အသက်တွေကိုချနေနေတယ်။အရမစစ်မှုထံဥပဒေကိုရုတ်သိမ်းပယ်ဖျက်ဖို့နဲ့စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲဟာလူမှုဆန္ဒသဘောထားမပါဝင်ကြောင်းနဲ့ကံကွက်ဆန့်ကျင်ကြောင်းပြသဖို့အတွက်ဖြစ်တယ်လို့သိရပါဗျ။ကျွန်မဝေပါ။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်လေပြင်းတွင်ကြေော့ကလေကွင်းထဲမှာစပားရှိတ်သိမ်းနေကြတဲ့စစ်ဘေးရှောက်အမျိုးသမီးတွေကိုဒီဇင်ဘာလ3ရက်နေ့မှာစစ်ကောင်စီတပ်ကဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ဘေးရှောက်သားမင်းတယောက်သေဆုံးခဲ့ပြီးနောက်ထပ်တယောက်လည်းထိခိုက်ဒဏ်ရာအပြင်းထန်ရရှိခဲ့လို့ဒေသခံတွေကပြောပါတယ်။ ်စစ်ဆောင်တွေစပါးရိတ်နေချိန်မှာစစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အသက်60အရွယ်ဒေါ်မဝင်းကြည်နဲ့တမင်းဖြစ်သူအသက်38နှစ်အရွယ်ဒေါ်မခင်ဝင်းတင်တို့သေဆုံးခဲ့ပြီးဒေါ်မဝင်းကြည်ရဲ့ညီမဖြစ်သူအသက်50အရွယ်ဒေါ်မဝင်းနုတို့သေဆုံးခဲ့တယ်လို့ဆိုပါတယ်တေဆုံသောသူတွေဟာကြောက်ဖြူမျိုးနဲ့ဝါတော့ကျော်ကစစ်ဘေးရှောင်နေကြသူတွေဖြစ်ပြီးဒရယာအပြင်းထန်ရရှိခဲ့သူတွေကတော့စစ်ကူသားမှုခံယူနေရတယ်လို့ဒေသခံကပြောပါတယ် ်။ကျောက်ပြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အရခတက်တော်တို့အကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကကျောက်ပြူမြို့နယ်ကအရက်သားတွေနဲ့စစ်ဘေးရှောင်တွေနေထိုင်ကြတဲ့ကြေအော်တွေကိုပြစ်မှတ်ထားပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေရှိနေလို့ဒေသခံတွေကပြောပါရဲ့ရှင်။အနာသိစတက်ကရွေးကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားတဲ့ရက်နင်ကက်လာပြီဖြစ်ပေမဲ့အများပြည်သူတွေကြားမှာမေပေးဆက်အသုံးပြုမှုနဲ့ပတ်သက်ပြီးတရှိသူနေပါနေစေဖြစ်တယ်လို့သိရပါတယ်။ ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကောင်စီကရွေးကောက်ပွဲအပိုင်းတစ်ကိုစတင်ကျင်းပမယ်လို့ကြေညာထားပြီးရွေးကောက်ပွဲမှာအသုံးပြုမဲ့ electronic မေပေဆက်တွေရဲ့အသုံးပြုဖို့ကတော့စံသက်အသုံးပြုတာရှိခဲ့ပေမယ့်စစ်တပ်အခြေဆိုင်ရာနေပြည်တော်မှာတော့သိရှိသူနေပါနေတာဖြစ်ပါတယ်။ရွေးကောက်ပွဲမေပေရင်နဲ့ပတ်သက်ပြီးစစ်ကောင်စီအနေနဲ့နေပြည်တော်အတွင်းနေရာတချို့မှာအင်တိုင်းရာရာအသိပညာပေးနေပေမယ့်မေပေဆက်အသုံးပြုဖို့ကတော့ပြည်သူတွေခုထိမသိရှိသေးပါဘူး။ လက်တလုံးမှာတော့မဲယုံတွေမှာတာဝန်ကြမဲ့အခြေခဲပညာအဆင့်ကဆရာဆရာမတွေကိုပေးရတွေမှာခေါ်ယူပြီးမေးပေးဆက်အသုံးပြုနေတင်နေတွေပေးခဲ့တာရှိပါတယ်။အနာသိန်းစစ်တကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။မနေ့ပြန်ဒီဇင်ဘာလ CNN မှာလေအတူအယောင်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်တဲ့အနေနဲ့နိုင်ငံတော်မှာအတန်တိတ်တပိတ်လှုပ်ဆောင်ဖို့တိုက်တွန်းနှိုးဆော်ထားပါရဲ့ရှင်။ စကိုင်းတိုင်းမင်းကင်းမြို့နယ်ထမ်းပင်ချောင်းပြင်တော်နဲ့အင်ပင်လရော့အနီးတဝိုက်ကို စစ်ကောင်စီတပ်ကဂျက်ဖိုင်တာလေးစီးစက်တက်လေးထီနှစီနဲ့ဒီဇင်ဘာလ၈ရက်နေ့နေ့လယ်၁၂နာရီလောက်မှာဘုံကျေတိုက်ခိုက်ခဲ့တယ်လို့မင်းကင်းဒေသခံတွေစီကသိရပါတယ်ဘုံကျေတိုက်ခိုက်မှုအတွင်းဒေသခံ၂ယောက်ထက်မနည်းသေဆုံးပြီးရဲဘော်၁၀ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ် ်စစ်ကောင်စီတပ်ကတော်လေရေးတပ်ဖွဲ့တွေရှိတဲ့နေရာတွေမကဘဲအရသားတွေရှိတဲ့နေရာတွေကိုပါဘုံပတ်ကျေးသွားတာဖြစ်ပြီးဒေသခံတွေတေဆုံးတာအပြင်ထမ်းမင့်ချောင်ရော့ကစာတင်ချောင်လည်းပျက်စီးတော်ရဲလို့ဒေသခံတယောက်ကပြောပါတယ်စကောက်စီတက်ကဂျက်ဖိုက်တာလေးစီစက်တက်လေးတီနစီအသုံးပြုကဘုံသီးချစ်ချခဲ့တဲ့အတွက်ဒေတာခန်တွေဟာစိုးရင်စိတ်တွေနဲ့နေထိုင်နေကြရပါတယ် ်စစ်ကောင်စီတပ်ကနိုဝင်ဘာလကစတင်ပြီးမြင်ပြင်ကနေစစ်ကြောင်းထိုးလှုံရှားတာအပြင်လေကြောင်းတိုက်ခိုက်တာတွေကိုပါ ပို့ပြီးလှုံဆောင်လာနေလို့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါရရှင်ဒီဘူဘီရုံမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမခေခိုင်ပါ